သွင်းကောက်လုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ10သန်းကို ခုရက်သတ္တပတ်အတွင်းနိုင်ငံခြားငွေဈေးကွက် FX Trading Platform ကတစင်ထုတ်ရောင်းချပေးမယ်လို့စစ်ကောင်စီဗဟိုဘဏ်ကဂျူလ16ရက်ကြေညာချက်ထုတ်ခဲ့တဲ့နေ့မှာပဲအဆိုပါနိုင်ငံခြားငွေထဲကတသန်းကျော်ကို ရောင်းချပေးခဲ့ပါတယ် ဒါ့အပြင်အဲ့ဒီနေ့မှာပဲ FX Trading မှာ CMP ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေထဲကအမေရိကန်ဒေါ်လာ1.3တန်းကျော်ကိုစသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုဗဟိုဘဏ်ကအယောင်ချပေးခဲ့ပါတယ်။ဘဟုပန်အနေနဲ့ဇွန်လ16ရက်နေ့ FS Trading မှာအမေရိကန်ဒေါ်လာကို3,655ကျပ်ငွေလဲနှုန်းသတ်မှတ်ထားပါတယ်။ပြပငွေကြေးစည်းကွက်မှာတော့အမေရိကန်ဒေါ်လာငွေလဲနှုန်းဟာ4,520ကျပ်ရှိပြီးကျပ်900ဝန်းကျင်ကွာဟာချက်ရှိပါတယ်။ ဘဟုဘဟ73စီအပါဝင်သွင်းကုန်လုပ်ငန်းအတွက်လိုအပ်တဲ့နိုင်ငံသားငွေကိုပံ့ပိုးပြီးဈေးကွက်တည်ငြိမ်ရေးအတွက်လှုပ်ဆောင်နေသလိုတစ်ဖက်မှာလည်းလူမှုကွန်ရက်ပလက်ဖောင်းကတဆင့်ဈေးဆွဲတင်ဈေးကစားသူတွေလိုင်စင်မရှိဘဲနိုင်ငံသားငွေရောင်းဝယ်သူတွေကိုစောင့်ကြည့်ပြီးအရေးယူမှုအရှိန်မြင့်မယ်လို့စစ်ကောင်စီဘဟုဘန်ကသတိပေးချက်ထုတ်ထားပါတယ်ရှင်။